မင်္ဂလာပါခင်ဗျာဝါသနာရှင်ကြီးကိုမောင်နှမတွေအတွက်ဒီနေ့ကျွန်တော်ပြောပြပေးသွားမှာကတော့ကလန်အကြောင်းပဲဖြစ်ပါတယ်ခင်ဗျာကလန်ကတော့တိုက်ခိုက်ရေးနယ်ပယ်မှာတော့ကျွန်တော်တို့တွေခုခံခြင်းနဲ့တိုက်ခိုက်ခြင်းအပိုင်းဆိုရင်အဓိကအပိုင်းနှစ်ပိုင်းခွဲပြီးတော့သိမြင်ထားကြတာဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်ဗီဒီယိုအဆုံးမှာတော့ကျွန်တော်လှန်ကိုအပိုင်း၃ပိုင်းခွဲချပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့တွေလှန်အကြောင်းစပြီးတော့ပြောကြရအောင်ခင်ဗျာလှန်ဆိုတာက မ္ဘာလူသားတွေရဲ့ရှေးအကြဆုံးသောလက်နက်တစ်မျိုးဖြစ်ပါတယ်ခင်ဗျာလမ်းဟာကနဦးစပေါ်ပေါ်ခြင်းမှာတော့ကျွန်တော်တို့တွေဒီလိုအသွားတက်လမ်းနေဆိုတာကမရှိပါဘူးခင်ဗျာတာမန်ဒုတ်ကိုပဲကျွန်တော်တို့အသုံးပြုကြတာဖြစ်ပါတယ်တာမန်တစ်သားဒုတ်ဝါဒုတ်စတဲ့ဟာတွေကိုခြုံထပ်ပြီးတော့မှအစုပ်ကျွန်တော်တို့အစိတ်လူးပြီးတော့မီးသိမ်းပြီးတော့ကျွန်တော်တို့အသုံးပြုကြတာဖြစ်ပါတယ်ဒါကိုအမဲလိုက်ရမှာအများဆုံးအသုံးပြုကြဖြစ်တယ်။နောက်ပိုင်းမှာတော့ကျွန်တော်တို့လှန်တွေကို update လုပ်လာကြပါ ကျွန်တော်တို့တိုက်ခိုက်ရေးနယ်ပယ်တွေမှာအသုံးမှုလာသလိုကျွန်တော်တို့စစ်ပတ်ဆိုင်ရာအသုံးလမ်းတက်ကြိယာပြအသုံးပြုလာကြတာဖြစ်ပါတယ်။ကဘာပေါ်မှာရှိတဲ့လှံကအမျိုးအစားပေါင်းနှစ်မျိုးရှိပါတယ်။လှံတို့လှံရှည်ဆိုပြီးတော့ရှိပါတယ်ခင်ဗျာ။လှံရဲ့ရေဘူကအရှည်တွေအားဖြင့်တော့ကျွန်တော်တို့၈ပေ၉ပေ၁၁ပေ၁၆ပေထိတော့ရှည်တဲ့လှံတွေရှိပါတယ်ခင်ဗျာ။ဒီလိုရှည်တဲ့လံတွေကိုဘယ်လိုနေရာတွေမှာအသုံးပြုလဲ16ပြီဆိုတော့မရှည်လို့မူလား ဟုတ်ပါတယ်ရှည်လုံးပါတယ်ဒီလို16ပေတန်းတောင်ရှည်တဲ့လှန်နေလဲရှိခဲ့ဘူးပါတယ်ကိုင်းရွယ်သူရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကျမ်းမာရေးရဲ့သူတို့ကိုင်းရွယ်သူရဲ့ခန္ဓာကိုယ်ဖွဲ့ပြုံးမှုကျမ်းမာတန်ဆမှုနဲ့မူတည်ပြီးတော့လှန်အတူရှည်ကွာဟသွားတာလည်းဖြစ်ပါတယ်လှန်အတူနဲ့အရှည်ကိုဒီနှမျိုးစလုံးကိုသုံးပြုတဲ့နေရာတနေရာရှိပါတယ်ရှည်ရခင်ဘယင်များလက်ထက်မှာတော့ဒီလှန်တူနဲ့လှန်ရည်တစ်ပြိုင်တည်းသုံးတဲ့နေရာတော့ စင်တပ်မှာအသုံးပြုတာဖြစ်ပါတယ်။လန်ဒိုတွေကိုတော့စင်ရဲ့ကြောပေါ်မှာတင်ထားတာဖြစ်ပြီးတော့လန်ရှီကိုတော့စင်စင်မောင်းတဲ့သူစင်ထိန်းတဲ့သူစင်ပေါ်မှာတိုက်ခိုက်မဲ့သူကနေပြီးတော့ကင်တွေထားတာဖြစ်ပါတယ်။လန်ရှီအရဆိုရင်အနိကတိုက်ခိုက်တဲ့အရာတွေမှာအသုံးပြုတာဖြစ်ပါတယ်။လန်ဒိုဟာဆိုရင် အဝေးကိုပြစ်ခွင်းတဲ့နေရာမှာအသုံးပြုတာဖြစ်ပါလေဒီလို16ပေလောက်ရှိတဲ့လမ်းတွေကိုမြင်တွေ့ကျင်တယ်ဆိုရင်တော့ကျွန်တော်တို့အိန္ဒိယတမိုင်းကျောင်းဇက်ကားတွေမှာသွားကြည့်မယ်ဆိုရင်တော့မြင်တွေ့နိုင်ပါတယ်သူတို့စင်စီချင်းထိုးတဲ့နေရာလမ်းအရှေ့ကြီးတွေကိုကျွန်တော်ကင်တွေအသုံးပြုကြတာတွေ့ရဒါဟာတကယ်ကင်တွေခဲ့တဲ့ပုံစံတွေအတိုင်းကျွန်တော်ရိုက်ကူးထားတာလည်းဖြစ်ပါတယ်ခင်ဗျာโอเคအဲ့ဒါဆိုရင်တော့ကျွန်တော်တို့လမ်းအကြောင်းကတော်တော်လေးပြည့်စုံတော့ဖြစ်သွားပြီဒီမှာတမိုင်းကျောင်းမှာဆိုရင်တော့ ဂရိတပေါင်းမင်းကြီးကန်ခဲ့တဲ့လန်အရိတမလန်တို့ဟာလန်ရှင်လို့သတ်မှတ်ထားကြတာဖြစ်ပါတယ်ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အချိန်ရတဲ့အခါကျရင်တော့တစ်ခါဗီဒီယိုလေးဖန်ပြီးပေးပါအောင်မယ်ခင်ဗျာဒီနေ့ကျွန်တော်အဓိကပြောကြမယ့်အပိုင်း၃ပိုင်းဆိုတဲ့အကြောင်းကိုဒီခုမှပဲစတင်မှာဖြစ်ပါတယ်လန်ကိုအပိုင်း၃ပိုင်းခွဲကြမယ်ဆိုရင်တော့ကျွန်တော်တို့ဒီလိုခွဲကြမှာဖြစ်ပါတယ်ကျွန်တော်တို့အလဲကိုတစ်ပိုင်းပိုင်းလိုက်မယ်ဒီအပြားဘက်တစ်ပိုင်းကျွန်တော်တို့ဒီဘက်အစွန်ပိုင်းတစ်ပိုင်းဒီ၃ပိုင်းကိုခွဲကြမှာဖြစ်ပါတယ် ဒီ၃ဘက်ဟာဆိုရင်တော့လူခန္ဓာကိုယ်မှာကျွန်တော်တို့တဏ္ဏမောင်းခွဲခြားထားလို့ပဲကာခြင်းနဲ့တိုက်ခြင်းဒါကိုလည်းခွဲခြားထားတာဖြစ်ပါတယ်။ရသောအပြင်ကျွန်တော်တို့အလယ်ပိုင်းကိုတော့ခုခံကာကွယ်ခြင်းအပိုင်းတွေမှာကျွန်တော်တို့တွေအသုံးပြုကြတာဖြစ်ပါတယ်။ကျွန်တော်တို့ခုခံကာကွယ်ခြင်းအပိုင်းတွေမှာအများဆုံးအသုံးပြုတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဒီလက်ရဲ့အရိုးပိုင်းလို့ပြောလို့ရတယ်ကျွန်တော်တို့ဒီအပိုင်းကိုတော့ကျွန်တော်တို့ကိုကျွန်တော်တို့လှမ်းဖို့ထုမယ်ကျွန်တော်တို့ကြိုက်မယ် ိုးမယ်စတာတွေနဲ့လည်းသုံးပြပါတယ်ဒီလိုပါပဲအတော့ဘတ်မှာဆိုရင်လည်းဒီ need to သုံးပြတာဖြစ်ပါတယ်ကျွန်တော်တို့ plan ကိုကျွန်တော်တို့ထိုးမယ်ကျွန်တော်တို့ plan ကိုအများဆုံးအပြည့်မြင်တွေ့ရတာကကျွန်တော်တို့ထိုးခြင်းပိုင်းမှာပဲမြင်တွေ့ရတာဖြစ်တယ်တကယ်တော့ဆိုရင်တော့ plan ဟာကျွန်တော်တို့တွေ plan ရဲ့အတော့ပုံတွေပေါ်မှာမူတည်ပြီးတော့ကင်တွယ်တဲ့ပုံစံတွေများစွာပေါက်ဖတ်သွားတာရှိပါတယ် လန်ကိုကျွန်တော်တို့ကြံရွက်ပုံလန်တွေနဲ့ခြင်တာရှိပါတယ်ကြံရွက်ပုံမြင်မှုတွေမှာရှေ့ရှေ့လေးကြံရွက်သွားပုံလန်ဒါကြောင့်မပြောဘူးပုံစံနဲ့ခြင်တာဖြစ်တဲ့တန်လက်ပုံလေးတွေပေါ့ဒီလိုပုံစံမျိုးစုံကိုခြင်တွေတဲ့သူတွေရဲ့တီထွင်မှုပုံမူတည်ပြီးတော့ပွဲပြားသွားတဲ့ပုံစံတွေဖြစ်ပါတယ်လန်ရဲ့အသွားပိုင်းကိုကျွန်တော်တို့ဒီခြင်တွေတော့မယ်ဆိုရင်တော့လန်ဟာစိုက်ထိုးခြင်းတစ်မျိုးတွေမဟုတ်ဘဲနဲ့ကျွန်တော်တို့ဤပြတ်လို့ရတယ်ကျွန်တော်တို့ ခုံပိုင်းလို့ရတဲ့အထိကိုသုံးပြူတဲ့လှန်နဲ့ဓာလန့်လို့ပုံစံမျိုးတွေအများကြီးသုံးပြူတာတွေ့မြင်ရမှာဖြစ်ပါတယ်။ဒါဟာလှန့်ရဲ့အပိုင်းသုံးပိုင်းကိုပြောပြတာဖြစ်ပါတယ်။တကယ်တမ်းအသုံးပြုကြပြီဆိုရင်တော့ကျွန်တော်တို့လူခဏံကိုမှရှိတဲ့ကာကျင်းတိုက်ချင်းတွေလို့ပါပဲလေချိုးကာချက်တွေကလည်းတိုက်ချက်ချက်ပြောင်းလဲတာတွေရှိပါ။ကာကွယ်ခြင်းအပိုင်းကနေပြီးတော့ကျွန်တော်တို့တိုက်ခတ်ခြင်းဘက်ကိုဘလို့ပြောင်းလဲရန်သူနဲ့ကိုနဲ့နှီးကပ်လာတဲ့အခါမှာကျွန်တော်တို့ရန်သူရဲ့လေဘင်းတော်လက်ကောင်ကျွန်တော်တို့ညှစ်ပြီးတော့ တိုက်ချက်ပြန်ပြန်လည်ပြောင်းသွားတဲ့ပုံစံမျိုးတွေလည်းရှိပါတယ်ဒါဟာကာကျင်းကနေတိုက်ချက်သွားတဲ့အကြောင်းဖြစ်ပါတယ်နောက်ကျွန်တော်တို့ဒီအဖျားပိုင်းကိုတော့ကျွန်တော်တို့အယိုးနဲ့ထုမယ်ကျွန်တော်တို့အယိုးနဲ့ရိုက်မယ်အယိုးနဲ့ထိုးမယ်ဒီလိုပုံစံမျိုးဒါကြောင့်မို့တိုက်ချက်ကိုတုံးပြတာဖြစ်တယ်ဒီလိုပဲဒီတိုက်ချက်ကလည်းကာကျင်းပြန်ပြောင်းလဲတုံးတဲ့ခါတွေရှိပါတယ်ကျန်သူရဲ့ကျွန်တော်တို့ဒုတ်တွေကိုကာလိုက်တဲ့ဟာလည်းဖြစ်တယ်ကျွန်တော်တို့အောက်လာတဲ့အပိုင်းတွေကိုလည်းကာထုတ်တဲ့အပိုင်းတွေမျိုးစုံရှိပါတယ် ဒါကြောင့်မို့ပုံသေးရေလို့တော့မရှိပါဘူးဒါပေမဲ့လှန်တစ်ချောင်းကိုကင်ွယ်တော့မယ်ဆိုရင်အဓိကအပန်းကြီး၃ဘန်းခွဲခြားတတ်ဖို့လိုအပ်တယ်လို့ကျွန်တော်ပြောခြင်းဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်တို့အဖျားပိုင်းကိုကြည့်အဖျားပိုင်းကလည်းထိုနည်းတူပါပဲကျွန်တော်တို့အသွားတက်ထားတဲ့လမ်းဆိုတော့ကျွန်တော်တို့စိုက်ထိုးမယ်ဒီလိုပဲစိုက်ထိုးပြီးတော့ကျွန်တော်မြေပြင်မှာစိုက်ထိုးပြီးတော့လည်းကျွန်တော်တို့ကော်ပတ်လို့ရတယ်ဒီလိုပုံစံမျိုးပြီးကြရင်ကျွန်တော်တို့ခုတ်ပိုင်းလို့ရတယ်ကျွန်တော်တို့ခုတ်ပြီး တီးဖြတ်လို့ရတယ်ဒီလိုမျိုးမျိုးစုံအသုံးပြုလို့ရပါတယ်ခင်ဗျာအရာအလုံးကိုပုံသင်ကြီးတွက်ထားလို့တော့မရပါဘူးဒါကြောင့်မို့လှန်တဲ့ချောင်းကိုအသုံးပြုတော့မယ်ဆိုရင်ကျွန်တော်တို့အဓိကအပိုင်း၃ပိုင်းခွဲခြားပြီးတော့သိထားဖို့လိုအပ်တယ်လို့ကျွန်တော်ပြောကြားခြင်းဖြစ်ပါတယ်ခင်ဗျာညီကိုညီမတွေသိထားတဲ့လှန်နေရဲ့အကြောင်းကိုရှိသေးတယ်ဆိုရင်လည်းကျွန်တော်ရဲ့ဗီဒီယိုအောင်မှာ ဝိဝါဒကွဲလဲခွင့်ရှိပါတယ်။ comment မှတ်ချက်ပေးခဲ့လို့ရပါတယ်။ကျွန်တော်တို့တွေစိတ်သဘောထားကွဲလဲခွင့်ရှိပေမဲ့ကျွန်တော်တို့တွေအလုံးစိတ်ဝမ်းကွဲလို့မရပါဘူးခင်ဗျာ။ကျွန်တော်တို့အလုံးဟာမြန်မာနိုင်ငံသားတွေဖြစ်ကြပါတယ်။ We are မြန်မာ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။